ယာသီထိန်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများယာသီထိန်တယ်လို့ပြောဖို့အတွက်အ ਨੇ ဆုံးတလားထပ်ပို့ပြီးယာသီမလာဖို့လိုပါတယ်။ ။ဒါအပြင်အမျိုးသမီးတွေ၃လစတာရာသီမလာရင်ပဲဖြစ်ဖြစ်မိန်းကလေးတွေအသက်15နှစ်ထိသွေးမပေါ်သေးရင်ပဲဖြစ်ဖြစ်ရာသီထိန်တယ်လို့သတ်မှတ်နိုင်ပါတယ်။ရာသီထိန်ရတဲ့အကြောင်းရင်းတွေနဲ့ကြိုတင်ဆောင်ရမ်းရှောင်ရမ်းကာကွယ်နည်းတွေကိုပြပြပေးမှာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားဖို့ပြောချင်ပါတယ်ရှင်။လက္ခဏာများရာသီထိန်နာအပြင် ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီးအခြားလက္ခဏာတွေလည်းတွဲလာနိုင်ပါသေးတယ်။ဥပမာနှုတ်ဒီခေါင်းကအရီထွက်တာ၊စပင်စွတ်တာ၊ခေါ င်းကြိုက်တာ အမြင်အာရုံ ပြောင်းလဲတာမျက်နှာမှာ အမွေးအမြင်တွေအထွက်များလာတာစီဆက်ကြိုက်တာဝတ်ချံထွက်တာစရာတွေနဲ့တွဲပြီးဖြစ်တတ်ပါတယ်။ဇာတိထင်ရတဲ့အကြောင်းရင်းများတဘာဝအတိုင်းထိတ်ခြင်းဒီဒီအကြောင်းတွေကြောင့်ယာယီထိတ်နာက အဖြစ်များပါတယ်။ကိုဝင်ရှိခြင်း၊နှုတ်တိုက်နေခြင်း၊သွေးဆောင်ခြင်း၊တရေသားစေးများတချို့တော့တရေသားစေးတွေကယာယီထိတ်တတ်ပါတယ်။ တောက်ဆေးတွေတောင်မှရက်လိုက်ပြီးရင်တာဥကျွေဖို့နဲ့ရာသီပြန်လာဖို့အတွက်အချိန်တစ်ခုစောင့်ရပါတယ်။ထိုးဆေးတွေလက်မအောင်ထဲတဲ့တာဆေးတွေတအိမ်ထဲထဲတဲ့ပစ္စည်းတချို့ကလည်းရာသီထိန်းစေပါတယ်။ဆေးဝါးများရာသီထိန်းစေတဲ့ဆေးတွေကတော့စိတ်ယောဂကုဆေးတွေ၊ကင်ဆာဆေးတွေ၊စိတ်ကြယောဂကုဆေးတွေ၊သွေးကြဆေးတွေ၊အလတ်ဆေးတွေပဲဖြစ်ပါတယ်။ lifestyle ပြဿနာတွေ ကိုလေးချိန်နေချင်းပုံမှန်ရှိတဲ့နဲ့ကိုလေးချိန်တန်းဆင်ရကင်နှုံးလောင်နဲနေပြီဆိုရင်ဟော်မုန်းတွေကမောက်ကမဖြစ်ပြီးရာသီထိန်တတ်ပါတယ်အစားတော့လုံးဝမစားတာ ။ဒါမှမဟုတ်အလွန်အမင်းစားတဲ့သူတွေမှာလည်းဒီပြဿနာဖြစ်တတ်ပါတယ်။လေ့ကျင့်ခန်းအလွန်အမင်းလှုပ်ခြင်းလေ့ကျင့်ခန်းအလွန်အမင်းလှုပ်ရတဲ့သူတွေအကစားသမားတွေမှာ ခန္ဓာကိုယ်အစီနှဲသွားတာစိတ်ပီစီမှုများတာခွန်အားတွေတုံ့ရတာကြောင့်ရာသီ ထိတ်သွားတတ်ပါတယ်။စိတ်ပီစီမှုစိတ်ပီစီမှုကြောင့်အုံနောက်မှာရှိတဲ့ရာသီလာတာကိုထိတ်ချုပ်တဲ့ hypothalamus ရဲ့အလုပ်ကိုထိခိုက်ပြီးမြို့ဥကျွေရာရာသီထိတ်နာတွေဖြစ်တတ်ပါတယ်။ စိတ်ဖြစ်စီမှုတတသွားရဲ့နော်ယာစီပုံမှန်ပြန်လာပါတယ်ဟော်မုန်းမညီမြမှု PCOS တောင်းအင်းအရေးအတည်ခြင်းယောဂဆုပုံမှန်ယာစီဆော့ဝဖြစ်ဖို့အတွက်ဟော်မုန်းတွေကအတက်အကျားရှိရပါတယ် PCOS မှာတော့ဟော်မုန်းတွေကတသမတ်တည်းတက်နေတဲ့အတွက်ယာစီထိရတာပါ တိုင်းရိုက်ပြဒနာတိုင်းရိုက်ဟော်မုန်းများလွန်နဲလွန်ခြင်းကလည်းယာတိမမှန်တာထိတ်နာကို ဖြစ်စေပါတယ်အကျိကင်ဆာမဟုတ်တဲ့အကျိကဟော်မုန်းမညီမျှမှုကို ဖြစ်စေပြီးယာတိထိန်စေပါတယ်အရွယ်မတိုင်ခင်တွေးဆုံခြင်းပုံမှန်ဆိုရင်90ဝန်းကျင်မှာတွေးဆုံကြပေမယ့်အကြောင်းမျိုးမျိုးကြောင့်အသက်40မတိုင်ခင်တအုပ်မကျွေတော့ဘူးဆိုရင်ယာတိလည်းမလာတော့ပါဘူးမြို့ပွားအိမ်ကပြဒနာများ တအုပ်နိုင်ရန်အမာရွဖြစ်ခြင်းအကြောင်းမျိုးမျိုးကြောင့်တိတ်ချစ်တဲ့ဖိုက်ခွဲမွေးတဲ့တိတ်အလုံးဖယ်တဲ့စရရေလုတ်ပြီးတဲ့အခါတိတ်နိုင်ရန်မှာ အမာရွကြံတတ်ပါလေ ဒီအမယုတ်တွေကရာသီလာဖို့အတွက်တအိမ်နံရထူတာ၊ကြွာကြတာတွေကို မဖြစ်စေတော့ပါဘူး။မွေးရပါမျိုးပွားအင်ကမပါခြင်း။မွေးရပါတအိမ်တအိမ်ကောင်မိမကိုမပါလာရင်တော့ရာသီလာမှာလည်းမဟုတ်ပါဘူး။မိမကိုပုံမှန်မဟုတ်ခြင်းမိမကိုအဝမှာအမြေပါနံရထူနဲ့ပိတ်နေမယ်ဆိုရင်ရာသီလာကြောင့်သွေးစစ်နာမြင်ရမှာမဟုတ်ပါဘူး။ကုတ္တနီများဖြစ်တဲ့အကြောင်းကိုမူတည်ပြီးကုတ္တနီတွေမတူကြ ပါဘူးကိုကိုရိုင်းလုံနိုင်တာတွေကတော့စိတ်ဖြစ်စီမှုလျှော့ချတာပြစ်ထန်တဲ့လေ့ကျင့်ခန်းတွေရှောင်တာအစားအသောက်ကို အလွန်ကျွံစားတာမစားတဲ့နေရာမျိုးကိုရှောင်တာစတာတွေလုံးတက်မှာဆံအော်နဲ့လည်းပြတ်တရရပါမယ် မိမိရဲ့ဇာတိရက်တွေကြခြင်းဇာတိအချိန်တွင်းမှာခံစားရတဲ့ဝိရဏတွေကိုလည်းမှတ်သားထားပြီးဆရာဝန်နဲ့ဆွေးနွေးပြသက်တဲ့မှာတမရဲ့ဘ ഹു တုကတွင်အမြဲတက်ဆက်ပေးနေမှာမို့ channel လေးကို like and subscribe လေးလုပ်ထပ်ပေးပါဦးနော်